ကဲငါဒီကနေ့အပြင်ထွက်မယ်နန်းတော်မှာမနေတော့ဘူးမနေချင်တော့ဘူးမြင်းသွားပြီးတော့ကာကျိုးထက်သာဆင်လိုက်လို့ဆိုပြီးတော့အဲ့ဒီအချိန်မှာတားတော်လေးမွေးဖွားလာတယ်ဆိုတာမတွေ့ရသေးဘူးရတော်ရရနဲ့နေတာကနန်းပြတ်တတဆောင်းစီနေတာအဆောင်ကူးပြီးတော့တားတော်လေးမျက်နှာသွားချိလိုက်အောင်ပဲဆိုတဲ့စိတ်ကလေးကတော့ပေါ်လာပြန်တယ်နော်ဟာခင်ရဲ့ချစ်ခင်တဲ့မေတ္တာစိတ်ပေါ့တားအပေါ်မှာထားတဲ့မေတ္တာစိတ်ကလေးကတော့ဝင်လာပြန်တယ် အဲ့ဒါနဲ့သွားကြည့်ဖို့ဆုံးဖြတ်ပြီးတော့ရတ္တရာအိတ်တဲ့အခန်းတကားပေါက်လေးကိုလှက်လိုက်တယ်တကားကိုဖွင့်ပြီးတော့တားမိနှစ်ယောက်အိတ်ဆက်နေတာကိုကြည့်တော့ရတ္တရာကတားကလေးကိုလက်နဲ့ပွေထားပြီးတော့အိတ်ဆက်နေတာတွေ့တော့ငါဝင်သွားလို့ရှိရင်နိုးသွားလို့ရှိရင်ငါစိတ်ကူးထားတာတွေပြတ်သွားလိမ့်မယ်မကြည့်တော့ပါဘူးလေဆိုပြီးတော့တကားပြန်စီပြီးနတ်တော်ကဆင်းသွားလိုက်တယ်ကဏ္ဍကမြင်းကြီး ဆန္ဒအမတ်ကပြင်ထားတဲ့အတိုင်းကဏ္ဍကမြင်းပေါ်မှာလွှားကနေတက်ပြီးဆန္ဒကနောက်ကလိုက်မြင်းစီးပြီးတော့ထွက်သွားလိုက်ကြတာအရန်သိမျိုးတကားကလည်းပွင့်နေအဲ့ဒီမြင်းစီးပြီးတော့ထွက်သွားတာတ냐ထဲမှာခကြီးဘလောက်ပေါက်သွားသလဲဆိုမြင်းကိုဒုံးဆိုင်ပြီးသွားတဲ့သဘောရှိတယ်ပေါ့တ냐ထဲမှာယူဇနာ30ခကြီးပေါက်သွားတယ်တယူဇနာကို10မိုင်နှုတ်တချို့လဲ12မိုင်လို့ပြောတာလည်းရှိတယ် ဖြမ်းပြခြင်းအဖြစ်7မိုင်နှုန်းနဲ့ပဲဟို7မိုင်နှုန်းနဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်နော်မိုင်ပေါင်း240ခီးပေါက်ပါတယ်နတ်နဲ့မိုးမလင်းခင်တက်ကတိုင်းကပိလဝရဲ့ကောလိယရဲ့မန္လတိုင်းရဲ့တိုင်းသုံးတိုင်းကိုဖြတ်ကျော်ပြီးတော့မန္လတိုင်းနေဆက်ကအနုပိယလို့ဆိုတဲ့တဲ့ဥယျာဉ်ဤနံမှာအနောမာဆိုတဲ့မြစ်ကြီးတစ်ခုမြစ်တစ်ခုကိုရောက်သွားတယ် အဲ့ဒီမြစ်ကိုဖြတ်ကူးလိုက်ပြီးဟိုဘက်ကမ်းလည်းရောက်သွား။တောင်ပြင်ပေါ်မှာခဏနာတညထဲမှာမိုင်240ရှိတဲ့ခရီးကိုဖြတ်တန်းသွားလိုက်တာ